ကေဒီနေ့ကျွန်တော်တို့စိတ်ဝင်စားစရာမိခွန်းလေးတစ်ခုနဲ့ဆက်လိုက်ကြအောင်ဗျာကျွန်တော်ရဲ့ကဘာကြီးမှာအမြဲတမ်းရှိနေတဲ့ဟိုဟာလေးပေါ့နော်အဲ့ဒီလေးသားကြီးရုတ်တရက်ကြီးပျောက်သွားရင်ဘာဖြစ်မလဲအာအဲ့ဒါကတော့တကယ်ကိုစဉ်းစားကြည့်ရင်ကြောက်စရာကြီးနော်ဟုတ်တယ်လေဟုတ်ဒီနေ့ကျမတို့ဆွေးနွေးကြမှာတော့အဲ့ဒီရောင်းရံနဲ့ပတ်သက်တဲ့ဆောင်းပါးပိုင်းစာတချို့ရှိပါတယ်။အဲ့ဒီမှာပါတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့လာမရှိတော့တဲ့ကဘာမှာဘာတွေဆက်ဖြစ်နိုင်မလဲဆိုတာကိုနည်းနည်းလေးနည်းနည်းနဲ့ကြည့်ကြမှာပါ။ဟုတ်ကဲ့ အဲ့ဒီဆောင်းပါးတွေဖတ်ကြည့်ရတော့လောက်ကတော့လာမရှိတော့ဘူးဆိုရင်ဟုကဘာဒီရဲ့အတက်အကြာတွေပြီးတော့ရာဒီယိုတူဒီငယ်မှုညာဘက်အလင်းရောင်နောက်ဟိုတရှိတွေဇီဝနာရီဆိုတာတွေပုံမှန်လीထင်ထားတာတွေပို့ပြီးတော့အကြီးကြီးတယောက်မှုတွေရှိနိုင်တယ်လို့ဆိုရတယ်ပထမဆုံးဟိုဟာဒီရဲ့ကိစ္စလေးစကြည့်အောင်ဟုတ်ကဲ့ဒီရဲ့ကိစ္စကတော့ရှင်းပါတယ်အဓိကကလားရယ်စွမ်းငင်အားလीအဲ့ဒီစွမ်းငင်အားကကဘာပေါ်ကပင်လေရေကိုဆွဲထားလို့ဒီရဲ့အတက်ကြာဖြစ်နေတာပေါ့ ဟုတ်ကဲ့ဆိုတော့ဒီရင်မိဒီထဲကအချက်ဒီရလာတာပျောက်သွားရင်အဲ့ဒီစွမ်းရင်အားမရှိတော့ဘူးအဲ့ခါကျဒီရအတက်ကြဆိုတာကအင်မတန်ကိုအင်မတန်ကိုနှီးတော့မှာအော်လုံးဝမရှိတော့မဟုတ်ဘူးပေါ့နေကြောင့်နည်းနည်းတော့ကြံလို့မဲ့ဆိုလိုမျိုးလားဟုတ်ဟုတ်နေရဆွဲရကြောင့်နည်းနည်းလေးတော့ကြံနိုင်တယ်ဒါပေမဲ့အဓိကမောင်းနေအားကြီးပျောက်သွားရတဲ့ဘောပါပဲอืมဒီနေရာမှာတကယ်ကိုစဉ်းစားစရာဖဲလာတာကအဲ့လိုဒီရတက်ကြကြီးတိတိတသားရော့သွားရင်ဂေဟာစနစ်မှာဘာဆက်ဖင်မလဲဆိုတာပဲ ီဆောင်ပါတွေမှာဆိုရင်လေဒီရေတက်ကြကိုမိခိုနေရတဲ့ကံယိုတန်သက်ရှိတွေရေတင်ပိုင်သက်ရှိတွေဟုတ်ကဲ့ဥပမာငါတချို့တို့အခြားပင်လေတတ်တော်လေးတွေပေါ့သူတို့ရဲ့ရှင်တန်မှု ပုံစံတွေလုံးဝပြောင်းသွားမယ်ပြီးတော့ဂေဟစနစ်တစ်ခုလုံးရဲ့ဟန်ချက်ကိုပါ ထိကိုက်နိုင်တယ်လို့ပြောထားတယ်တော်တော်သိမ့်မွေတာကိုအတိအကျပဲရှင် ဟုတ်ပါတယ်သူတို့ရဲ့နေထိုင်ချက်စားတဲ့နေရာတွေအဆရှာတဲ့ပုံစံတွေမျိုးပွားတာတွေအကုန်လုံးဒီရေအတက်အကျတွေဆက်ဆက်နေတာတွေရှိတယ်လေဟုတ် နောက်ချက်အရေးပါတဲ့အပြောင်းလဲတစ်ခုကတော့อืมကဘာဝင်ရိုးစုံတိန်းဆောင်မှုရဲ့တည်ငြိမ်မှုပါ။ဩကဘာဝင်ရိုးစုံဟုတ်ဟုတ်ကဲ့အခုကမားကသူ့ဝင်ရိုးပေါ်မှာ23.5ဒီဂရီလောက်စောင်းပြီးလေနေတာလေ။အဲ့ဒီစောင်းနေတာကိုလားရဲ့ဆွဲငင်အားကနေကြောက်စူးကြီးတစ်ခုလိုမျိုးတည်ငြိမ်အောင်ဆွဲထိန်းထားခဲ့တာ။ အာဟုတ်ပြီဟုတ်ပြီဒါဆိုလာမရှိတော့ရင်အဲ့ထိန်းထားရဲ့အားပျောက်သွားပြီးတော့ကဘာကြီးကရိမ့်ထိုးလာနိုင်တယ်ပေါ့ဟုတ်ပါတယ်အဲ့ဒါဒါပူပြီးတော့ကဘာလုံးဆိုင်ရာတက်အောင်မှုရှိရှိနိုင်တယ်လို့ဆိုလိုတာလားဟုတ်ပါတယ်ရင်းမြစ်ဒီမှာခေါ်ပြထားတာကအဲ့ဒီလိုဝင်ရိုးစွန်ရိမ့်ထိုးမှုကလေအင်မတန်ပြင်းထန်တဲ့ရာသီဥတုအပြောင်းအလဲတွေဖြစ်စေနိုင်တယ်ဆိုပါတော့အခုလက်ရှိကျွန်တော်တို့ကြုံရတာထက်အများကြီးပိုဆိုးတဲ့အဖူချင်းရတကြတယ်ဟုတ်ကဲ့နောက်ပြီးတော့ရေခဲခဲလို့အစွမ်းရောက်အချီနေတဲ့အထီတော်ဖြစ်လာနိုင်တယ်လို့သုံးသပ်ကြတယ် ရေခဲ့ဟုတ်ကဲ့နေရာဒေသအလိုက် ရာသီဥတုတွေကတော်တော်လေးကမော့ကမဖြစ်သွားနိုင်တာပေါ့နော်တွေ့ကြည့်အောင်နဲ့ကြောက်စရာကြီးပဲကဲဒီဒီပြောင်းရာသီဥတုတွေအကြီးအကျယ်ဖောက်ပြန်အဲနောက်တစ်ချစ်ချင်းတည်တာမဲ့ပြောင်းလဲကတော့ညတွေမောင်းသွားမှာပဲဖြစ်မထင်တယ်တည်ကြတာဗောဟုတ်ပါတယ်လာယောင်ဆိုတာညဘက်အလင်းရောင်ရဲ့အထီးကရင်းမိချီလင်လက်တာမရှိတော့ရင်ကောင်းကင်မှာကျဲရောင်ပဲကျန်တော့မှာဆိုတော့အခုထက်အစားပေါင်းများစွာပိုမောင်းသွားမှာ ုံမှာပဲအဲ့ဒီအခြေအနေကညာဘက်အမြင်အာရုံကို အားကိုးရတတ္တဝါတွေအတွက်တော်တော်လေးတုတ်ကရောက်မှာဟွန်းညာအမဲလိုက်တဲ့တာရဲတွေရောသူတို့ရဲ့တာကောင်တွေရောပေါ့နော်ဟုတ်ကဲ့သူတို့ရဲ့အသက်ရှင်ရက်တည်ရေးကိုတိုက်ရိုက်ချင်းချောက်လာနိုင်မှာပါလူတွေအတွက်ကြတော့ရောလူတွေရဲ့ညာဘက်သွာလာလှှရှားမှုတွေလုံုံရဲတွေအတွက်ပေါ့အဲ့ဒါလည်းပါတာပေါ့လူမှုဘဝဉ္ဇဉ်မှာလည်းညာဘက်အလွန်မြဲမောင်မိုက်သွားတာကစိန်ခေါ်မှုအသက်တွေအများကြီးဖြစ်လာနိုင်တယ်လို့ ဒီဆောင်မားဒီမှာတုံသက်ထားတယ်ဟုတ်ကဲ့နောက်ဆက်တွဲအနေနဲ့ကတော့တရှိရဲ့ဟိုကခန္ဓာကိုယ်အတွင်းမိုင်းစနစ်တွေပေါ့အဲ့ဒါတွေအပေါ်မှာလည်းတယောက်မှုရှိလာနိုင်တယ်ဇီဝနာတွေကိုပြောတာလားဟုတ်တရှိအများစုကနေနေညအလင်းမောင်တော့လရဲ့ပြောင်းလဲဆက်ဝင်းတွေပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့အသက်ရှင်ဖို့လှုပ်ဆောင်ရတဲ့အလုပ်တွေကို အချင်းကိုက်လုပ်နေကြတာမဟုတ်လားဟုတ်ပါတယ်အဲ့ဒါကလည်းတော်တော်လေးစိတ်ဝင်စားစရာအချက်ပဲဒီလေလာမှုတွေရလာမရှိတော့တဲ့အခါ နေညာတန်တရာအပြင်ကိုလေလာရဲ့တန်တရာကိုမိခေါ်နေရတဲ့တက်ရှိတွေရှိသေးတယ်။သူတို့ရဲ့အတွင်ပိုင်းဇီဝနာရီတွေကမောက်ကမာဖြုတ်သွားနိုင်တယ်လို့ထောက်ပြထားတယ်။အော်ဟုတ်ကဲ့။ဆိုတော့ဒါကသူတို့ရဲ့မျိုးပွားတဲ့ဆက်ဝန်းနေအစာရှာတဲ့အချိန်နေအိတ်ဆက်တဲ့ပုံစံနေအကုန်လုံးတက်ရောက်မှုရှိလာပြီးတော့အနောက်ဆုံးမျိုးစစ်တွေရဲ့ရေရှည်ရှင်ထံကိုကိုပါထိခိုက်လာနိုင်တယ်လို့ဆိုလိုတာပေါ့။ဟွန်း ါတွေအကုန်လုံးကိုချုပ်ပြီးကြီးလိုက်ရင်ဘာကိုဆိုလိုရဲဆိုတော့ DA ပြောင်းတာတွေယာဒီဥတုအစွန်းရောက်တာတွေအမြဲတမ်းလိုလိုမှောင်နေတဲ့ညတွေဟိုဇီဝနာရီတွေပြည့်ရွမ်းတာတွေဒါတွေအကုန်စုပေါင်းလိုက်တဲ့အခါကဘာမကြီးဆိုတာကအသက်ရှင်တမ်းဖို့တော်တော်လေးခက်ခဲတဲ့နေရာကြီးဖြစ်သွားနိုင်တယ်ဆိုတော့တော့ပဲပေါ့ဟုတ်ပါတယ်အဲ့ဒီဆောင်းမအပိုင်းစားတွေရဲ့အနည်းချုပ်သုံးသက်ချက်ကတော့ဒီအကြီးစားအပြောင်းလဲတွေရဲ့စုပေါင်းတက်ရောက်မှုကြောင့်ပေါ့နော် သက်ရှိမျိုးစိတ်အတူများများနဲ့လူသားတွေအပါအဝင်ရှင်သန်ရက်ပြီဖို့မဖြစ်နိုင်လောက်တဲ့အခြေအနေကိုဖန်တီလိုက်တယ်လို့ဖြစ်သွားမယ်။နောက်ဆုံးမှာတော့မျိုးသွန်းပြောက်ွယ်သွားတဲ့အထိဖြစ်နိုင်ချေရှိတယ်လို့ကောက်ချက်ဆွဲထားတာမျိုးတွေ့ရတယ်။음ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်တွေအရတော့တော်တော်လေးကိုလေးနက်တယ်ဗျာ။လာမရှိတော့တဲ့ကဘာရဲ့ဖြစ်နိုင်ချေအကျိုးဆက်တွေပေါ့။အဓိကကတော့ ဒီရေပြောင်းမယ်ကဘာဝီယိုတည်ငင်မှုပြည့်ရင်းပြီးယာဒီဥရုတွေအကြီးရေဖောက်ပြောင်းမယ်ညတွေအယမ်းမောင်မိုက်သွားမယ်ပြီးတော့တက်ရှိတွေရဲ့ဇီဝနာရီတွေထိခိုက်မယ်နောက်ဆုံးရှင်တန်မှုခက်ခဲလာပြီးမျိုးစုံနိုင်ချေအထိရှိရဆိုတာအချက်တွေကတကယ်ကို အလေးထားစဉ်းစားစရာတွေပါဟုတ်ကဲ့ဒီဆွေးနွေးမှုကနေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြောချင်တာကတော့လေ ကျမတို့ကဘာကြိုရဲ့တည်ငြိမ်မှုအေးချမ်းမှုနဲ့တက်ရှိတယ်ရဲ့ဒီလောက်ရှုပ်ထွေးလာတဲ့ရှင်တန်မှုကိုရက်ကြီးတစ်ခုလောင်ကကျမတို့နေတိုင်းမြင်နေကြလက်ပေါ်မှာဘလောက်တောင်နည်းနည်းဆိုင်ဆိုင်မိခိုနေတယ်လဲဆိုတာကိုဒီဆွေးနွေးမှုကပိုပြီးချင်ရှားစေတာပါပဲဟုတ်ကဲ့ရင်းမြစ်တွေမှာဖြိုးပြခဲ့တဲ့မျိုးသုံးနိုင်ကြီးဆိုတဲ့အချက်ကလာဟွာကဘာအတွက်အလကြီးဖို့တက်တက်မဟုတ်ဘဲနဲ့အများကြီးပိုတဲ့အရေးပါမှုရှိနေတယ်ဆိုတာကိုတက်တက်ပြနေတာပါပဲတကယ်ကိုစဉ်းစားစရာအများကြီးပေးတဲ့အကြောင်းအရာပါပဲ